beauty beautiful ပဲကွာရင်းဒီတစ်ခါဘိုးလိုပြောတာပေါ့ငါထောက်ခံတယ်ပတ်သက်ချင်းကိုကိုတိုင်းတော့ရုပ်ရှင်ကောင်ကိုကိုတိုင်းပြောကြည့်တာလုပ်ပြီးကိုကိုတိုင်းရိုက်ပြချင်းတယ်အပွင့်လင်းဆုံးပြောပြတာအဲ့လိုမျိုးပြောရင်လေကျွန်တော်တို့ကဟိုတက်လာခဲ့တော့ကလည်းပဲဒီအားပေးတဲ့သူတွေရဲ့အားနဲ့ကိုကျွန်တော်တက်လာခဲ့ရတဲ့လူသူတို့တွေမြေတောင်မြောက်ပေးလို့ကျွန်တော်ဖြစ်လာတဲ့အခါကျတော့လေဟိုကြည့်လို့မဝဘူးအရင်ကြည့်ကျင်နေပြီလို့ပြောရင်ကျွန်တော်မခံနိုင်တော့ဘူးအဲဒီစကားမှဆိုလည်းပဲ ဟာတာလေးနဲ့ကရိုက်တာတစ်ခုပါပဲအားလုံးလည်းကြည့်ပြီးသွားပြီဆိုတော့လေနော်ဟိုဟာမိသားစုထဲမှာမှဟိုဟာနို့ညာတယောက်အနေနဲ့ကျွန်တော်ပါဝင်ပြီးတုပ်ဆောင်ထားပါတယ်အဓိကကျွန်တော်ကိုစပြီးတော့ဒီဇက်ကားလေးရိုက်ဖို့ဆိုပြီးတော့ we flat pollution ကနေပြီးတော့ပထမဆုံးစပြီးကန်လန်းတဲ့ချိန်မှာကျွန်တော်ဇညွန့်အရင်တောင်းလိုက်တယ်ဇညွန့်တောင်းလိုက်တော့ကျွန်တော်ဇညွန့်ရဲ့ဘဲကလိုက်တာလဲလို့ပြောတဲ့အခါကျသူတို့ကဒီကလိုက်တာဒီကလိုက်တာလို့ပြောတဲ့အခါမှာကျွန်တော်လုံးဝ okay အဆင်ပြေတယ်ဆိုပြီးလက်ခံလိုက်တယ်လက်ခံတဲ့အခါကျတော့ကိုနဲ့ဒီညီကုံတော့လောက်တဲ့သူတွေအားလုံးအပြင်မှာလည်းအမျိုးတောင်းနေကြတာမဟုတ်ဘူးလေ ဒါပေမဲ့ပထမဆုံးစရိုက်တဲ့နေ့မှာပဲအလုံးတန်လယ်မယ်မင်းလေးနဲ့လှုပ်တဲ့ခါကျတော့ဒီကိုဂျိုကာတို့အများကြီးပါပဲကိုကျန့်တို့ကိုကင်ကြီးတို့အများကြီးပါပဲဒီတဲမှာပါတဲ့သူတွေအလုံးကကျွန်တော်တဲ့တဘာရင်ဝါချင်းတဲ့သူတွေပဲအလုံးကကျွန်တော်လက်တွဲခေါ်တဲ့အတွက်စကားလေးအအောင်မြင်မြင်နဲ့ဖြစ်လာတာပေါ့ Yes okay I happy you happy I happy you happy me me လေး I happy you happy me ကြီးတော့လဲ I happy you happy လိုက်တော့ဒီကားလေးမှာတော့လောက်ကပိုရတာပေါ့ ချစ်တကားရုပ်ရှင်တင်တော့ဆိုရုပ်ရှင်ကျွန်တော်ချစ်တဲ့သူတွေကျွန်တော်ကြည့်ကျင်လို့ဆိုပြီးပိတ်ကားထဲမှာသွားကြည့်တဲ့ခါကျတော့သူတို့ကျွန်တော်စာတွေလာပို့ကြတယ်ငါတို့ကမင်းကိုကြည့်ကျင်လို့သွားတာကွာတဲ့ကြည့်ကောင်းမဲ့လဲကြံအောင်မင်းကပျောက်သွားတယ်တဲ့ကြည့်လို့တော့မဝဘူးတဲ့ဆိုပြောတဲ့ကျွန်တော်ရဲ့အချစ်တော်ဒီကျေးဇူးရှင်တွေလည်းပဲဒီအိမ်မြောင်ရုပ်ရှင်ကားကြီးထွက်လာရင်အားပေးကြပါအောင်ဒီရုပ်ရှင်ကားမှာဆိုရင်ကျွန်တော်ဇောင်းမင်ကနေအများကြီးပါပါတယ်ဗျအားလုံးသဘောကျအောင်လည်းပဲကျွန်တော်ကြိုးစားထားပါတယ်ပတ်သက်ရှင်ကိုကိုတိုင်းတော့ရုပ်ရှင်ကားကိုကိုကိုတိုင်းပြောကြည့်တာလို့ပြီးကိုကိုတိုင်းရိုက်ပြချင်းတယ်အပွင့်လင်းဆုံးပြောပြတာအဲ့လိုမျိုးပြောရင်လေကျွန်တော်တို့က ဟိုတက်လာခဲ့တော့ကလည်းပဲဒီအားပေးတဲ့သူတွေရဲ့အားနဲ့ကိုကျွန်တော်ကတက်လာခဲ့ရတဲ့လူသူတို့တွေမြေတောင်မြောက်ပေးလို့ကျွန်တော်ဖြစ်လာတဲ့အခါကျတော့လေဟိုကြည့်လို့မဝဘူးအရင်ကြည့်ကျင်နေပြီလို့ပြောရင်ကျွန်တော်မခံနိုင်တော့ဘူးအဟာသတွေဆိုလဲကျွန်တော်အတိုင်းပဲကျွန်တော်အမြဲတမ်းကျွန်တော်တင်းကျင်နေလေအဲ့လိုမျိုးလေကျွန်တော်စာတွေအများကြီးပို့ကြတယ်ကျွန်တော်စိတ်ထဲမှာတစ်ခုသွားမလိုက်တော့ငါ့ကိုလို့သူတို့ကြည့်ကျင်နေတဲ့အချိန်မှာငါပျောက်သွားတာအားမရနေတာလည်းမသိဘူးလို့ငါပတ်သက်တာရှင်ရုပ်ရှင်ကကိုယ်တိုင်ထုတ်ပြီးတော့ ကိုရင်သာရိုက်ပြီးချင်းတယ်အဲ့လောက်ထိတောင်ကျွန်တော်တွေးပြတာကျွန်တော်ဒီလောကထဲကိုပြန်ရောက်လာတဲ့ခါကျမှမနာလိုတဲ့လူတွေလည်းအများကြီးကျွန်တော်ကြုံရတယ်ကျွန်တော်ဖြစ်မှာဆိုလို့အဲ့ဒီထဲဒီမှာမှဒီကျွန်တော်နောက်ပိုင်းစုံသွားတဲ့သူတွေတော်တော်များအရန်ကျွန်တော်အပေါ်မှာဖြစ်စေခြင်းတဲ့လူတွေများတယ်တီလီကွန်မုံတို့ဟိုဥကင်လိုင်းတို့အများကြီးပါပဲကျွန်တော်နောက်ထပ်ပြီးတော့နံပါတ်ရွတ်ရင်ကြံခဲ့မှာဆိုလို့တော့အများကြီးကျွန်တော်ဖြစ်စေခြင်းတယ်အမြဲတင်ပေးတယ်ဒီလောကထဲမှာရေရှည်ရက်တည်နိုင်အောင်ဘယ်လိုနေရမလဲဘယ်လိုထားရမလဲဘယ်လိုသွားရမလဲဆိုအမြဲတမ်းတင်နေတော့အရင်လဲကျေစုတင်ပါတယ်အဓိကတော့ဒီလိုပါပဲကျွန်တော်က တကြော့ပြန်ပေါ်လာတာဗျာဆိုလိုချင်တာကျွန်တော်အရင်တော့ရုပ်ရှင်မှာဒီလောကထဲကိုကျွန်တော်ဝင်ကြီးလို့ဆိုပြီးကျွန်တော် shooting နေတော့ကိုကျွန်တော်ရှောက်လိုက်ခဲ့ရရှောက်လိုက်ခဲ့ရနေစပြီးတော့ကျွန်တော်ပျောက်ထွားသွားပြီးတော့ကျွန်တော် TikTok နဲ့ပြန်ပေါ်လာတဲ့အချိန်မှာတချို့ကြတော့ကျွန်တော်မဖြစ်စေချင်တာပေါ့ဗျာအောင်မြင်မှာမလိုလားတာပေါ့ဟုတ်အဲ့တုန်းကကျွန်တော်ဒီလိုတုပ်ဆောင်ဖြစ်ချင်တာမဟုတ်ဘူးကျွန်တော်ကဇန်ညွန်ဒါရိုက်တာဖြစ်ချင်တာလေဇန်ညွန်နဲ့ဒါရိုက်တာဖြစ်ချင်လို့ဆိုပညာလိုက်တင်တာမဖြစ်တော့ကျွန်တော်ငြိမ်းသွားတာငြိမ်းသွားရဆိုတော့တပြည့်အလုံးမဟုတ်ပါဘူးစက်ရုံလုပ်တယ်လုပ်ချင်းနဲ့ကျွန်တော်ပြန်ငြိမ်းပြီးရမှာနောက် TikTok ပေါ်တော့ကျွန်တော် TikTok ဆော့တယ် ဆိုလဲဆိုကျွန်တော်ဟာတာလေးတွေဆိုတော့ကျွန်တော်တမားလို့ကျွန်တော်တချင်းနေနဲ့လဲကျွန်တော်မစော့တတ်ဘူးမကတတ်ဘူးပြကျွန်တော်လဲတချင်းနေလဲမကတတ်ပြီးတော့တမားအတန်နေလဲကျွန်တော်လိုက်မပြောတတ်ဘူးမပြောတတ်တဲ့ခါကျကိုကိုတိုင်းပဲကိုအတန်အားပြုပြီးကိုပြောချင်တာတွေကိုပြောတဲ့ခါကျတော့ကျွန်တော်ဒီကိုပိုင်း creation လေးတစ်ခုရှိသလိုဖြစ်ပြီးတော့ကျွန်တော်ဟို အဲ့ကနေကျွန်တော်ထိုးထွက်လာတာပေါ့ဗျာထိုးထွက်လာတဲ့အခါကျတော့ခုလိုနေရာလေးတနေရာရလာတယ်ရလာတဲ့အချိန်မှာကျလဲကြရောကျွန်တော်ရှေ့မှာရှိတဲ့တဘာရင်ဝိုင်းရင်အမှုပညာရှင်တွေလည်းကျွန်တော်လက်တွဲခေါ်တဲ့သူအရန်ကျေစုတင်ပါတယ်အရန်ကျေစုတင်တယ်ကျွန်တော်တို့တတိယနဲ့နေရာပေးတဲ့ producer တွေ director တွေဆိုအရန်လည်းကျေစုတင်ပါတယ်အဲအားလုံးနေရာပေးသလိုနောက်တာမရအောင်လည်းပဲကျွန်တော်ဘက်ကအမြဲတမ်းကြိုးစားနေမှာပါလို့အဲအခြားထုတ်လို့ရေးတွေ producer တွေရှိရင်လည်းဆိုရင်လည်းပဲတချို့တွေကျွန်တော်ပြောတဲ့ဈေးအရန်ကြီးတယ်ဆိုပြီးတော့တပုတ်လေးလင်းပြောတဲ့လူတွေရှိပါတယ်ဒါပါဒါတော့ တချို့တွေဆိုရင်ကျွန်တော်မလုပ်ချင်လို့ဆိုပြီးတော့ပတ်သက်တွေဆွတ်ဆက်ပြီးတော့ကျွန်တော်ပြောလိုက်တဲ့ဟာတွေရှိပါတယ်အဲ့ဒါတွေကနေတစင်စကားတစင်နေနဲ့မုံညို့အရန်စေးကြည့်တယ်မခေါ်နဲ့ဆိုပြောတဲ့ဟာတွေလည်းပဲတရက်ဆက်ကြည့်ပါကျွန်တော်နဲ့လို့အဲ့လိုလေးပဲကျွန်တော်ပြောချင်ပါတယ်အဓိကတော့ဟိုကျွန်တော် commercial ကတော့ကျွန်တော်တို့ကလုပ်နေရမှာပဲလေ commercial တွေကကျွန်တော်တို့တရက်ဆက်ကြတာဒီ producer တွေရုပ်ရှင်ဘက်တွေကြတော့ကျွန်တော်တို့တစင်တစင်နေနဲ့ကြတော့တစင်စကားတစင်စကားတစင်နဲ့ကာကာဝါတာရှိတယ်အဲအဲ့လိုမျိုးလေးမဖြစ်အောင်လို့ကျွန်တော်တို့တရက်ဆက်သွယ်ပြီးတော့ အညီနိုင်တိုင်ပြီးတော့ကျွန်တော်လှုပ်လို့ရပါတယ်လို့အဓိကတော့အရင်ကြီးဒီလောကကြီးထဲမှာလှုပ်ချင်နေလို့ဆိုပြီးတော့အရင်ကြီးကျွန်တော်တို့ဟိုဟာပြုတ်ပြီးပြောပြတာမဟုတ်ဆိုလိုချင်တဲ့အတိတ်ပဲကကျွန်တော်တို့ဘလောက်ကြီးတည်နေတက်နေပါစေတော်နေပါစေကျွန်တော်တို့နေရာပေးတဲ့သူရှိမှဖြစ်တဲ့အတွက်ကိုကျွန်တော်အားပေးတဲ့သူတွေအတွက်ကျွန်တော်စူးစမ်းခြင်းနဲ့အခွင့်အရေးလေးရခြင်းလို့ကျွန်တော်ပရိုဂျူတာတွေဒါရိုက်တာတွေရှိရင်ဆက်ဆိုလို့ရပါတယ်လို့ပြောတာပါဟုတ်